အန်ဘူမိုနဲ့ကွန်ညာလာပြီဆိုတော့အနာဂတ်မီရာတော့တဲ့မေဆင်ပေါ့ပရမီယာလုံးဝမေ့လာပါဗျာမန်ချက်စတာဖောဆုံကနေပြန်လဲကြိုးလိုက်ပါရင် United ပြည်သက်တွေအတွက်ဝမ်းစာစရာသတင်းကောင်းတစ်ခုရှိနေပါတယ် United ပြည်မှတ် Brian Ambumo ကိုခေါ်ယူဖို့ Brandford နဲ့သဘောတူညီချက်ရရှိခဲ့ပြီဖြစ်ကြောင်းသတင်းတွေခက်ဆိတ်ဆိတ်ထွက်ပေါ်နေပါတယ် Ambumo ကို United က Tottenham နဲ့အပြိုင်ခေါ်ယူခဲ့ရတာပါ Brandford ပြည်ဟော Thomas Frank က Tottenham ကိုရောက်ရှိသွားခရီးနောက် Ambumo ကိုပေါင်သန်း90နဲ့ကမ်းလှမ်းထားပါတယ်ဒါပေမဲ့ကစားသမားက United ကိုပဲရွေးချယ်ချင်တာကြောင့် နောက်ဆုံးမှာတော့ပေါင်65တန်းနဲ့သဘောတူညီချက်ရရှိခဲ့ပြီလို့သတင်းတွေက ထွက်ပေါ်နေပါတယ်။ဒီတော့အင်မိုနီအနေနဲ့သူ့ရဲ့နေရာဒီပြင့်မှတ်ကစားမနှစ်ယောက်စလုံးကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီးတိုက်စစ်မှုနေရာကိုဆက်လက်စဉ်းစားရတော့မှာလည်းဖြစ်ပါတယ်။အသင်းကကွန်ညာနဲ့အမ်မူကိုရောက်ရှိလာတော့မယ့်အချိန်မှာကစားမဟောင်းနေအတွက်ကနေရာလဲအလိုလိုပြောက်လာခဲ့ပါတယ်။တချို့ကစားမတွေရောင်းချခံရတော့မယ့်အချိန်မှာကစားမတွေရောက်လာရင်မေးစင်မောက်ရဲ့နေရာအတွက်စိုးရင်စရာရှိလာနေကြောင်းသတိပေးခံရပါတယ်။ ကွန်ညာကအီမိုရီယန်စိတ်ချက်ကစားမပြပြီးရာသီမကုန်ခင်ကလေးကကစားမကိုချိတ်ဆက်ထားခဲ့ပါရင်ကွန်ညာတို့ကစာချုပ်ဖြတ်သိမ်းခြင်းပေါင်60.5သန်းကိုပေးချေလို့ United ကကစားမကိုအပိုင်သိမ်းသွားခဲ့ပါရင်ဒါပေမဲ့ United ကတော့နောက်ထပ်ကစားမတွေထပ်ပြီးတော့ခေါ်ယူသွားအောင်မှာပါကွန်ညာကဝူကနေရောက်ရှိလာခဲ့ပြီး MU ကလည်းဆေးဆစ်ဖို့ပဲကြံတော့တဲ့နောက်မှာဘယ်စမောက်အနေနဲ့အသင်းကအသူ့နေရာကိုစိမ့်သိမ်းထားဖို့အတွက်ခက်ခဲနေမှာဖြစ်ပြီးတော့ United ရဲ့ရှေ့ကိုခြေတက်မဲ့ခီးမှာပါဝင်ခြင်းနဲ့ဆိုရင်တော့ဒီထက်ချန်ခိုင်မှုပြေးသွားဖို့လိုအပ်ကြောင်း3-0ခံလိုက်ရပါတယ် မောင်ဟာ2023ခုနှစ်မှာ Chelsea က United ကိုပြောင်းရွှေ့လာခဲ့ပြီးဒဏ်ရာပဒနာတွေကြောင့် Old Trafford မှာရုန်းကန်နေရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာမောက်ကဒဏ်ရာကနေပြန်လဲတက်တာလာတဲ့အခါလက်လာကောင်းတွေကိုပြားသနိုင်ခဲ့ပြီးအသင်းကိုအကျိုးပြုခဲ့ပါတယ်။မောက်ကဘီဘာဟိုကို4-1နဲ့နိုင်ရရှိခဲ့တဲ့ပွဲမှာနှစ်ဂိုးသွင်းယူခဲ့ပြီး United ကို Europa League Final အထိရောက်ရှိစေခဲ့ပါတယ်။ဒါပေမဲ့အင်မိုရင်ကနေရာသီမှာကစားမသစ်တွေကိုခေါ်ယူပြီးအင်အားဖြည့်တင်မှုရှိနေပါတယ်။ဒီတော့ကစားမသစ်တွေအသင်းလူစင်းကိုဝင်လာရင်မောင်းအတွက်ပွဲချင်းရဖို့ရုန်းကန်သွားရတာမျိုးဖြစ်နိုင်ကြောင်း United လက်ထောက်နေပြဟောင်း ရိုင်းနီမူလန်စတီကပြောပါရင် racesuperstate.com နဲ့အင်တာဗျူးမှာမူလန်စတီကမေဆမောင်းရဲ့ပွဲအခြေအနေရနေတဲ့အခြေအနေကိုတခါနေရင်မြင်ခဲ့ရဖို့ပြီဖြစ်ကြောင်းစတင်ပြောဆိုလာခဲ့ပါရင်မဟာခွန်အပြည့်နဲ့ကစားတက်ပြီးအေရီယာထဲမှာလည်းနေရာယူမှန်ကန်ကောင်းမွန်တာကြောင့်အလားအလာကောင်းနေတဲ့ကစားမတယောက်ဖြစ်ပါရင်မဟာ United အတွက်အမေရိကန်ရေးကြီးတဲ့အတွင်းကိုတွေကိုလည်းတွင်းယူပေးနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့မေးရမယ့်မေးခွန်းကအခုအသင်းကိုမာတီယက်ကွန်ညာနဲ့ဘရိုင်ယန်အန်ဘူမိုတို့ရောက်လာကြပြီဆိုရင်မောက်ကဘယ်နေရာကနေပွဲထွက်ကစားမှလဲဆိုတာဖိကြောင်းပဲမိုလန်စတီကထောက်ပြလာခဲ့ပါတယ်။မေဆမောက်ကအတိုင်းစင်မှာဆိုရင်တနေရာပဲကစားတက်တာပါ။မောက်ကအထောင်တိုက်စင်မှုနေရာမှာကစားနိုင်တယ်လို့ကွန်ညာကလည်းအရန်ကုန်တိုင်းပဲကစားမှမျိုးမဟုတ်ပါဘူး။ဒီတော့အနာရသေးဟာမောက်အတွက်ခက်ခဲပါလိမ့်မယ်လို့မိုလန်စတီကသုံးသပ်သွားခဲ့ပါတယ်။ မေဆင်မဟာ2025-26ဘောလုံးရာသီကိုဒန်ယာကင်းစင်စွာဖျက်တမ်းနိုင်မှုအီးမေးလ်ထားမှာပါ။အေမိုရင်းကလည်းမောက်ကိုသဘောကျပြီးသားဖြစ်တဲ့အတွက်ချမ်းခိုင်မှုပြေဝမယ်ဆိုရင်အသင်းမှာပုံမှန်ပွဲထွက်ကစား권ရရှိလာမှာဖြစ်ပါရင်အသင်းမှာမလို့အတော့တဲ့မာကာရဖိုအလက်ဂျက်တိုဂါနာချိုအန်တိုနီနဲ့ဂျေဒန်ဆန်ချိုတို့အားလုံးကတော့ရောင်းချခံရတော့မှာပါ။မောင်နေတဲ့အသင်းမှာဆက်လက်ရှိနေခြင်းနဲ့ဆိုရင်ချန်ခိုင်မှုကိုထိန်းသိမ်းပြီးအခွင့်အရေးရတိုင်းဖန်ဆုပ်ပြနိုင်ဖို့လိုအပ်ပါတယ် အသင်းကိုကစားမသစ်တွေရောက်ရှိလာတဲ့အခါအသင်းတွင်ပြိုင်ဆိုင်မှုတွေကလည်းပြင်းထန်လာမှာမို့မေဆင်မောက်အပါအဝင်ယူနိုက်တက်ကစားသမားတိုင်းပွဲချင်းအတွက်အကောင်းဆုံးချိန်ဆကိုပြသရမှာဖြစ်တဲ့အတွက်အသင်းကလည်းနောက်ရသည်မှာကောင်းသောတိုးတက်အခြေအနေနဲ့ပြောင်းလဲလာမယ်ဆိုတာသိကြနေပါတယ်။ဟုတ်ကဲ့ပါဗျာဗီလီကတော့ပါပဲ။နောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Song Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။